ိုချင်းအဘိဓမ္မာဆရာတော်ရှင်သနကပြည်ဝင်သားရေးသားပြုစုခဲ့တာပဲဖြစ်ပါတယ်ဤတရားတော်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါယံဆရာတော်ကိုစားခွင့်ပြုပေးနိုင်မဲ့သူပုဂ္ဂိုလ်များအားလုံးကိုယုံကြည်စွာရှောက်ထားအပ်ပါသည်ဖရာဒိဋ္ဌိအကြောင်း မမရွရင်သိမြင်ခြင်းသည်ဒိဋ္ဌိမြည်၏ထို့ကြောင့်မသောအမြင်ဒိဋ္ဌိတွင်သာဟု ဆိုခဲ့ပေသည်ဤအတိအမြင်မှနေခြင်းကိုပင်ယခုကာလ၌အယူမှနေခြင်းဟုခေါ်ကြသည်ဤဒိဋ္ဌိသည် မရှိသည်ကို အရှိ ရှိသည်ကို မရှိ မဟုတ်သည်ကို အဟုတ်ဟုတ်သည်ကို မဟုတ်ဟုသိမြင်နေုံသာမကသူ၏ယူကအမှန်သူများယူတွေက အလွဲဟုဆွဆွဲထပ်သေးသည် ထို့တွင်ဤကမ္ဘာလောကကြီးနှင့်တတ္တဝါတွေကိုဖန်ဆင်းသူမရှိပါဘဲလျက်ဖန်ဆင်းသူရှိ၏ဟုသိမြင်ခြင်း တတဝါတို့၏ကိုခန္ဓာအတွင်း၌အတ္တဟုခေါ်သောအတ္တကောင်မရှိပါဘဲလျက်အတ္တရှိ၏အတ္တကောင်ရှိ၏ဟုသိမြင်ခြင်းသည် မရှိသည်ကို အရှိဟုသိမြင်သောဒိဋ္ဌိသည်တတဝါတို့တန်တန်၌ပြုပြသည်မြအကုသိုလ်ကံ အကုသိုလ်ကံသည် နောင်ခါချိုးပင်းရန်တတ္တိကျန်ရှိပါလျက်နှင့် ထိုကုသိုလ်ကံအကုသိုလ်ကံ မရှိဟုသိမြင်ခြင်း ထိုကံ၏အကျိုးအကြောင်းအကောင်းဆုံးမျိုးမျိုးကိုခံစားနေရပါလျက် ကံဤအကျိုးမရှိဟုသိမြင်ခြင်းယုံနံတရားတို့ဤခြုံငင်းခြင်းဟုသောနိဗ္ဗာန်တရားရှိပါလျက်နိဗ္ဗာန်မရှိဟုသိမြင်ခြင်းနိဗ္ဗာန်မရသေးသမျှရောက်ရအောင်မည်နောက်ဘဝရှိပါလျက်တမလွန်နောက်နောက်ဘဝမရှိဟုသိမြင်ခြင်းသည် ရှိသည်ကိုမရှိဟုသိမြင်သောဒိဋ္ဌိသည်တတ္တဝါတွေကိုတတ်၍ရှင်းနှံပူဇော်ကြခြင်းသည်အင်တန်ကြီးကျယ်သောကောင်းဖို့ကုသိုလ်ပဲသည် အလွန်အေးမြသောကာလနာရေချိုးခြင်းအလွန်ပူအိုက်သော ကာလနိုင်နေလဲကြောင်းတောင်းဝဲမီးလေးပေါ်လဲနိုင်နေ၍ကိုကိုမိခင်ခြင်းနွားလိုနေခြင်းခွေးလိုနေခြင်းစသောအခြင်းများသည်ကိလေသာဆင်ကျဲမှုကြောင့်ကောင်းသောအခြင်းသည်ကောင်းသောအခြင်းကဝဲကင်ကမြည်ရင်၌အပြစ်တွေကိုမြှောက်ရခြင်းသည်ပြုမိသောအပြစ်များ၏ဆင်ကျဲမှုအကြောင်းကောင်းသောအခြင်းသည်ဤသို့စသည်ဖြင့်သိမြင်နေခြင်းသည်မဟုတ်သည်ကိုအဟုတ်ဟုသိမြင်သောဒိဋ္ဌိသည် ဒါနသီလဘာဝနာများကိုပြုခြင်းသည်သူဂတိတို့ရောက်ကြောင်းနိဗ္ဗာန်ကိုတည်မြင်ဖို့အကြောင်းကောင်းသောအကျင့်မဟုတ်ဟုတည်မြင်ခြင်းသည်ဟုတ်သည်ကို မဟုတ်ဟု မြင်သောဒိဋ္ဌိသည်ဤသို့အစသည်ဖြင့်ဒိဋ္ဌိယမအတိပုံမှာလွန်စွာအရာကျဲလေသည်ဤဒိဋ္ဌိနှင့်တကွာဖြစ်သောစိတ်ကိုဒိဋ္ဌိစိတ်ဟုခေါ်၍ထိုယူမရှိသူကိုမိစ္ဆာဒိဋ္ဌိဟုခေါ်ကြသည်မာနအကြောင်း ထောင်လွှားတက်ကြွခြင်းသဘောသည်မမှန်နမည်၏ထို့ကြောင့်မာနမူကထောင်လွှားကြွတက်ဟုဆိုခဲ့ပေသည် မာနတက်အခမ်းရှိသူသည်တကုံအလံကိုစိုက်ထောင်၍ထားတကယ်သူအများပေါ်၌မောက်မော်လို၏ကြွတာတာရှိရာသူဂုံသိစီစဉ်ဥစ္စာပညာအစင်ယောဂကင်းချင်းစသောဂုံတို့ဖြင့်သူများထက်တာနေသောအခါငါကတင်းတို့နဲ့တူသလားငါနှင့်အဖက်တန်သလားဟုကိုကိုကိုအထင်ကြီးကသူတစ်ပါးကိုအထင်သေးတတ်၏ သူများထက်မသာပဲတန်းတူဖြစ်နေရင်လည်းမာနတက်ခံရှိနေသူတို့မှာဒီနိုင်ငံနဲ့ဘာထူးသေးတယ်လဲသူ့လောက်တော့ငါလဲရတာပဲဟုတန်းတူထားလျက်မန်တက်ပြန်သည်ရာဟုစီစိန်စသည်တို့ကအောက်တန်းချပြန်နေလဲမာနတက်ခံရှိသူမှာသူတို့ကငါထက်သာတော့ဘောငါကဘာအရေးဆိုင်ရမှာလဲကိုရှိမှကိုစားရကိုလုံးမှကိုရတာပဲဘယ်သူကိုခခရရရလုံနေရမှာတော့ဟုအမတုနိုင်တော့လဲမန်ပြုတ်လျက်ပင် အများဖြစ်တတ်သောမန်များနှင့်ပယ်ရှားနိုင်ဖို့နီလန်ဇာတိမန်အမျိုးကောင်းသည့်အတွက်မာမာနာတက်နေခြင်းကိုဇာတိမန်ဟုခေါ်သည်ယခုခေတ်၌အတော်တန်အမျိုးကောင်းသူတွေရှိပါပေသည် သို့သောမန်တက်သလောက်ဟန်ကြီးပန်ကြီးလှုပ်လာအောင်တစ်ဖက်သားကိုခြေဘွားအောက်ကဟုထင်လာအောင်အမျိုးမကောင်းပါ ရှိကမဟာသွေးမဟာမျိုးဖြစ်၍တကယ်မျိုးကောင်းသည်ပင်ဆိုဦးသောအမျိုးမြတ်သူက မာနမဖက်ပဲညဉ့်ညံညောညောပြောချူကအရာရာမာလိုက်ရောပါမူအောက်တန်းကြသူတို့ကပုံရိပ်ပင်ချစ်ခင်ကြည်ညိုယူတည်ကြမည်မဟုတ်ပါလော အယောဝင်တော်အယူသေးတန်းဆိုတဲ့ကဲ့သို့အချို့ ရိုင်းဆိုင်သူတို့ကအယောဝင်၍အယူသေးတန်းကောင်းတံပေးလိမ့်မည်သို့သောထို့အယူသေးတန်းမှုအတွက် ထို့သူအပြစ်သားပင်ဖြစ်၍ထို့သူပင်နစ်နာပေးလိမ့်မည်ဤသို့အရာရာရှိနောက်စီစဉ်လျက်ဇာတိမံမတက်မီအောင်တတိဆောင်ကြပါကုန်ဒနမံ အလိုက်တိုင်းဥစ္စာရှိသူတို့၏မန်ကိုဒနမန်ဟုခေါ်သည်ယခုအခါတွင်အတော်တန်ဥစ္စာရှိသူတွေရှိပါပေ၏သို့သောဥစ္စာနေပါသူများနှင့်အတူမသွားနိုင်အတူမစားနိုင် အတူစကားမပြောနိုင်လောက်အောင်မကုံမခံပေါများကြသည်မဟုတ်ပါမမြင်ဘူးတော့မူမြင့်တင်ဆိုသလိုမိမိကိုယ်ကိုတတိတကျွဲဟုထင်စေအောင်တော့စိရသူစိရသားတို့ပေါ်မှာသဘောထားကြီးကြီးထား၍ဉာဏတနာကရုဏာတတ်တတ်ပါလျင်တာ၍ပင် ကုန်မရှိပါဘူးလား မိမိပစ္စည်း၌ဘေးအန္တရာယ်မကြရအောင်အကူအညီပင်ရနိုင်သေးသည်မဟုတ်ပါလောဒနာရှင်တို့ဤပြုံးရှင်သောမျက်နှာချူတာသောစကားအသုံးသည်စည်ရသားတို့အတွက်အမိန်ရှက်ဆုံးအမြိုက်စေးတစ်မျိုးပင်ဖြစ်နိုင်ပါသည် ထို့ကြောင့်ရှိကဒါနာကုသိုလ်ချိုးပေး၍တသက်လျာတွင်ရရှိထားသောစီစဉ်ဥစ္စာလေးကို နောင်တန်တရာရေးဝယ်အမျိုးအနွယ်အောက်ချသွားဖို့အကြောင်းမကောင်းသောမာနနှင့် အောက်ခံကားပုံတပွဲမဖြစ်စေဘဲဓနာရှင်ပြီးပြီးတည်ကြည်သောစိတ်ထားဖြင့်အများဤကိုးစားရာဖြစ်အောင်ကြိုးစား၍တရီဆောင်ကြပါကုန်။ယခုတဘဝကြီးကျယ်သောစီစဉ်သည်ဘေးအန္တရာယ်လွန်များ၏ဘေးအန္တရာယ်ကင်းစေကမူတသက်လံမြသာသုံးဆွဲနိုင်ပါသည်။ရွှေအိမ်နန်းနှင့်ကျန်ငန်းလဲခန့်မတ်ပေါင်းရန်လည်းပျော်စံရိတ်ငြိမ်မင်းစည်းစိမ်ကသမုတ်တရားရေမျက်နှာထက်ခဏတက်သည့်ရေပွက်ပမာတသက်လျာသည်အနန္တတူရိယအမတ် ပညာမန်စာပေတက်ကျွမ်းသူတို့ဤမန်ကိုပညာမန်ဟုခေါ်သည် စာပေသည်မသိသည်ကိုမသိမှန်းသည်၍သိသည်ကိုသိမှန်းသည်ဖို့ရာလိမ္မာပေးသောပညာပေါင်းသိဆက်ဆံရာ၌ရင်ကျေးဖို့ရာအလိမ္မာပေးသောပညာသည်သူပါလျက်ထိုပညာကိုအကြောင်းပြု၍မတော်မတရားကြီးမားသောမှန်မှန်သာဖြစ်ရခြင်းမှာတွန်စွာရှက်ဖွယ်ကောင်းလာသည်ယခုကာလ၌ သူများထံမှတဆင့်တင်ယူ၍တက်တည်ရသောစာပေပညာသည်လည်းထူးခြားသောအတတ်မဟုတ်သေးပါအကြောင်းညွှန်၍ဆရာကောင်းထံသင်ကြားရလျှင်အများပင်တတ်နိုင်ပါသည် တို့ဖြစ်၍အကြောင်းမညီညွတ်သဖြင့်မတင်ကြရသူအထုညံထိုင်းသူများကို တွေ့ရသောအခါမောက်မော်ဝါကြွားမြေစာတနာကျင်နာကရုဏာတက်ဖို့သာသို့မဟုတ်တဆင့်တင်ပြပေးဖို့သာတင်ပါသည်ရှေးတုန်းကတော်တင်ရှားသောဆရာတော်တစ်ပါးသည်လွန်ခဲ့သောဘဝကဆိတ်ရှိလက်ရှိစာချဖို့သဖြင့်ယခုဘဝမှာလောကဓမ္မနဌာန၌တင်ရှားကြော်ကြားသောကျမ်းတပ်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်လာရပါတည်းထို့ကြောင့်တက်တည်သောပညာကိုတန်တရာအတွက်အသုံးပြုကြပါလေ။ ။စာပေပညာဤလမ်းနှစ်တော်ရဲ့ယခုခေတ်အသက်မွေးဝမ်းကြောင်းနှင့်သက်ဆိုင်သောလောကီပညာတို့သည်ငโกကပင်အသက်မွေးဖို့လမ်းကိုမှန်ပြီးဖြစ်၍စီစဉ်ပွဲမလိုပါ။ဒါသနာဝင်ထံရန်တော်များဤပိဋကတ်စာပေမှာလမ်းနှစ်သွယ်ဖြားနေပုံကိုထင်ရှားပြအောင်မီအောက်လမ်း စာပေတက်လင်းနာမည်ကြီးလာလိမ့်မည်လူတန်းကျင်သူပေါ်လာလိမ့်မည်စွန့်သင်ငန်းချောင်းလိုအကောင်းမွန်ရလိမ့်မည်သူတော်ဘောင်မောက်မော်နိုင်လိမ့်မည်စာပေတက်လင်းမိသူကိုမှလူမထင်မဲလှုပ်ချင်ရလှုပ်နိုင်မည်ဤသို့စသည်ဖြင့်လောဘဒေါသမမနာကိုခြေခံ၍စာပေတင်ကြကြသည်တက်မြောက်သောအခါ၌လည်းမူလရည်ရွယ်ချက်တိုင်းလက်ဘောအောင်ကျူးစား၍သူတော်ဘောင်မောက်မော်စောကားရသည်ထိုသူ၏ပညာတင်ကြမှုပညာတတ်သိမှုတို့မှာ အောက်လန်းသွားဖို့ရအကြောင်းညာကြီးတာဖြစ်ပေသည် ထိုကဲ့သို့စိတ်ထားဖြင့်စာပေတင်ကြားမည်စာအိတ်နေခြင်းကပင်တော်သေးဤဟုကြံ့ကြံ့၌ဆိုသည်အထက်လန်းဇာတက်လင်းဘုရားရှင်တရားတော်ကိုသိရလိမ့်မည်သူတော်အားတဆင့်ဖို့ချမည်စာပေပြီးကတည်းဟုသောမှန်ပြင်ဝဲအစင်မပြတ်ကြည့်ရှု၍မိမိစိတ်နှင့်စိတ်ထားကိုဖြောင်းမတ်အောင်ဖြူစင်အောင်မြင့်မြတ်အောင် ပြင်ဆင်မည်ဤသို့သော ရည်ရွယ်ချက်များဖြင့်တင်၍တက်မြောက်သောအခါတွင်လည်းပြည်စည်းလလာပါတကားတကမပေါ်များမှုကိုယူမဆိုင်ပဲမူလရည်ရွယ်ရင်းတိုင်းပင်ကြိုးစားသည်ထိုပုဂ္ဂိုလ်၏စာပေတင် जा တက်မြောက်မှုမျိုးကအတက်လန်းသူတက်လန်းဖို့ရာအကြောင်းအကောင့်ကြီးသာဖြစ်ပါသည်အချို့ပါကစာပေမတက်ခင်က စိတ်ထားမတက်၍စာမေးဝဲအောင်လို့ခြင်းနာမည်ကြည့်လို့ခြင်းစသောရည်ရွယ်ချက်များရှိတော်လဲစာပေတက်မြောက်လာသောအခါတွင်ကအရာရာစိတ်ပြောင်း၍စိတ်ကောင်းနှလုံးကောင်းရှိ၏ထိုပုဂ္ဂိုလ်က ရေမပြည့်ခင်ပေါင်းမင်းခက်သောရေဦးသည်ရေပြည့်သောကာငိမ့်လာတကဲ့သို့အထက်တန်းသို့တက်လန်းပေါ်ရာအကျောင်းလမ်းကောင်းရသူပင်ဖြစ်သည်ငယ်ရွယ်သူဟုသမ ्या တို့စားတတ်သောအခါဤကဲ့သို့လမ်းကောင်းရကြပါစေ။ အစင်းမန်အလကုံတွင်မန်တချင်းကိုအစင်းမန်ဟုခေါ်၏ခြေဘွားကဒေါသနေပါခြင်းပန်းစသည်တို့ကိုလူတန်းခြင်းဘုရားကျောင်းဝင်းစသည်တို့၌အမိုက်ကိုတုတ်တင်ရှင်းလင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့်ယခုဘွား၌ပြိတက်အလဲတင့်တယ်ဝင်းဆက်အစင်းထွက်ခြင်းမှာမန်တက်မည်ဆိုလျင်တက်လာပါပေသည်တို့ရတွင်မိမိဖြစ်ဟောင်းကိုပြန်ပြောင်း၍မှန်းစသောအခါဒေါသကင်းစင်စိတ်ကြည်လင်၍ရေလူပန်းလူခြင်းစသောကုသိုလ်ကောင်းမှုရှင် သူတော်စင်ဖြစ်ကြရဘူးကယခုဘွားရောက်မှာ အလှကုန်မှန်တက်၍သူတစ်ပါးအဖက်မထင်နိုင်အောင်ဟန်ကြီးပန်ကြီးမလုပ်တင်ပါလှပါသောကိုရင်း၌တန်ရှင်းသောစိတ်အစဉ်ကိုမွေးမြူကအရာရာတိမ်မွေးလျက်အိန္ဒိယရှင် သူတော်စင်ဖြစ်အောင်အထူးတတိထား၍စူးစမ်းတင်ပါသည် အချုပ်တတိပေးချက် အချုပ်မှာနိဗ္ဗာန်ဆံဝင်ပြီးသောသူတော်စင်ကြီးတို့သည်ယခုပြခဲ့သောဇာတိမန်စသည်တို့တက်ပြီးဆိုရင်မိုးထီအောင်လေကားမထောင်ပဲတက်နိုင်ကြပေသည်။မန်တက်လာအောင်ပင်ဘယင်မိဘရားတို့၏လက်ပေါ်တွင် ကြီးပွားရသောမိညီမင်းသားများဖြစ်ကြသည်။ ပညာဘက်ကလည်းမောဒရာဒုက္ခမင်းစသည်ဖြင့်ကမ္ဘာစံချိန်ချိုးတော်မူခဲ့သည်အမျိုးသမီးများဘက်ကလည်းဥပါလဝင်ခေမာရတော်တရားစသောသူတော်ကားမျိုးသမီးတို့မှာအမျိုးဥစ္စာပညာဘက်၌သာမကဟလဘက်ကလည်းတကဘာလုံးမျက်နှာဖုံးများပင်ဖြစ်ကြပေသည်ထိုများလောက်ထက်တန်းကြသောအမျိုးသားမျိုးသမီးတို့သည်သူတို့၏မျိုးရိုးစာသည်စသည်တို့အတွက်မမှန်နာမရှိကြပါဘဲလျက်တန်ငါစာ၍ငါသာသာရှိသူများက ရှိစုမဲစုစုရရသောဇာတိပညာဥစ္စာအစဉ်ဖြင့်ကျက်စုပင်မေးမှုနေခြင်းမှာနဲ့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 တွေးလင်းလေးလေးပင်ပင်ရှက်ွယ်ပါတကားထို့ကြောင့်နှလုံးလိမ့်ပြီးဘဝင်မြင့်သူလားထောင်လားတက်ကြမှာမာနဖြစ်ခြင်းသည် သူတစ်ပါးတို့မြင့်ကပ်ဖွယ်ရာအကျိုးဘက်ကိုသာဖြစ်စေုံသောမကနောက်နောက်ဘဝတို့တိုင်းလည်းအမျိုးညံ့ပူကြောင်းမကောက်တက်တက်သာဖြစ်ရကဇာတိပညာဥစ္စာဆင်းအားဖြင့်ရောက်တင်သလောက်ထက်တန်ရောက်နေတော့လေနောက်နောက်ဘဝအစဉ်စင်၌မြင့်တဲ့တဲ့မြင့်ပူရေးကိုသာရွယ်ကွင်း၍အစွေ ွယ်ကျိုးသောမွေဥချိုကျိုးသောနွားခြေတုပ်ပစိုးလာကဲ့သို့တက်ကြွသောမန်ဆွယ်ကိုနှုတ်ပယ်နှိမ်ချိုးနိုင်ကြပါစေသာနောက်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲ ဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မသူတာပါ